ောက်တက်ကလေးကြီးကြတော့လေမြို့သူတို့မတီးတော့တဲ့သူရှိတယ်ကိုကလည်းမတတ်တာကြတော့လေတချို့ကတရုတ်ဆောင်မန်းတော့မတီးတော့တာရှိရဲ့အဲ့တော့ပြန်ကြိုးစားချင်ပါတယ်လို့အဓိကရွယ်ချက်ကတော့အမှုပညာအလုပ်တွေပြန်လုပ်ချင်တယ်အမ်ပြောမယ်ဆိုရင်မြို့သူကိုသူ့ရောခေါ်တုံးလို့ရသေးတယ်သူကတော့ရိုက်နိုင်သေးတယ်ဆိုတာမျိုးလေးကိုလည်းပြချင်တယ်အဲ့တော့ကြောင့်စိတ်ရောလူရောပြန်ပြီးတော့ပြင်ဆင်တယ်ပေါင်40ကျော်50နီးပါးလောက်တော့ကြာသွားတယ်ဟုတ် ကိုဒါအမှုပညာစီနီယာအကိုမတွေရောပြောတော့တခုကိုတွေ MD4 ကညီမလေးလေးပါတယ်ဆိုတော့လေဒါလာပြီးတော့အပြည့်ဖြစ်တာပါရှင်ဟုတ်ကျမကြီးလည်းတိတ်မကောင်းတဲ့ခါကျတော့လေကိုလှုပ်လေးနဲ့ကိုပဲနည်းနည်းအဲ့လိုနေဖြစ်တာများတယ်ဒါပေမဲ့ကိုတွေအဲ့လိုချစ်ခင်ရတဲ့လူတွေနဲ့ပွဲတွေပါဆိုလို့ရှင်မြို့သူသွားပြစ်ပါတယ်ဒါပေမဲ့သွားပဲသွားပြီးဂုံပြူလိုက်တယ်တိတ်မတင်ဖြစ်ဘူးပေါ့နော်ဆိုတော့အာအခုဒီဟာကျတော့အဲဒါကိုညီမလေးလေးပါနေရဲ့ဟာရောပြောကြတော့ကိုခန့်လို့အောင်ဆိုတော့လေပြီးတော့ဒီနာမည်ကြီးဝိတုဖြစ်တဲ့အတွက်ကြောင့်မလို့လေကိုကိုတိုင်းလည်းအရင်ကြည့်ချင်တယ် ねအဲ့အတွက်ကြောင့်မလို့လာခဲ့တာပါရှင်ဟုတ်ကဲ့ရှင်အဲတို့အဲ့လိုဘယ်တော့ဘယ်ရက်လဲတော့အတိအကျတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့စီဇန်နေရလို့တော့ကြားရတယ်အဲ့တော့ကိုက9နှစ်6နှစ်လောက်ရှိပြီ OM တက်တာဆိုတော့လေအကယ်လို့များတိကျမှတက်ရင်တော့ပို့ပြီးတော့ဝမ်းသာမိမှာပေါ့နော်အတိအကျကျမ်းမာရေးကြောင့်ဟုတ်တယ် ဟုတ်တယ်ကျမကြီးចောင်းသားနည်းနည်းနားရလဲပါပြီးတော့ဒီတိုင်းမှာကျတော့ဟိုအမိသားစုကျမ်းမကြီးရော ကိုကျမ်းမကြီးရောအမေရှိတော့လည်းအမေကျမ်းမကြီးပေါ့နော်အခုအမေမရှိတော့ဆိုတော့လဲကိုကိုကိုရောကိုဘေးနာလူတွေအတွက်ရောပြီးတော့ကိုရဲ့စီးပွားရေးလေးတွေပေါ့အဲ့ဒါလေးတွေနေပဲနည်းနည်းရှုပ်ဖြစ်ရှုပ်နေရပါတော့နော် ကျေးဇူးများဤတင်ပါတယ်တချို့ကြတော့လေမြို့သူတို့ကလွန်ခဲ့တဲ့ဟို၁၅နှစ်လောက်တုန်းကဇလန်တွဲတွေရိုက်တယ်ဆိုတော့အဲ့ဒီကလူတွေကကြတော့တိတာပေါ့နော်ဒါပေမဲ့အခုဒီနောက်တက်ကလေးကြီးကြတော့လေမြို့သူတို့မတိတော့တဲ့တွေရှိတယ်ကိုကလည်းမတက်တာကြတော့လေတချို့ကတရုတ်ဆောင်မန်းတော့မတိတော့တာရှိရယ်အဲ့တော့ပြန်ကြိုးစားချင်ပါတယ်လို့အဓိကရွယ်ချက်ကတော့အမှုပညာအလုပ်တွေပြန်လုပ်ချင်တယ်အဲ ပြောမယ်ဆိုရင်မြေသူကိုသူ့ကိုတော့ခေါ်တုံးလို့ရသေးတယ်သူကတော့ရိုက်နိုင်သေးတယ်ဆိုတာမျိုးလေးကိုလည်းပြချင်တယ်အဲ့တော့ကြောင့်စိတ်ရောလူရောပြန်ပြီးတော့ပြင်ဆင်တယ်အဲပိန်နာဝရယ်ဆိုတာတဲ့ကျမ်းမာဘူကတော့အဓိကပေါ့နော်ဒါပေမဲ့ကိုကတရုတ်ဆောင်တရားကိုပြန်ပြီးတော့လှုပ်ချင်တဲ့အခါကျတော့ကိုယ့် structure ဘိုင်းကလည်းပြန်ကြည့်ဆိုင်ရမယ်ဆိုတော့မြေသူတည်တည်ချာဆောင်နေနဲ့တိုင်မင်ပြီးတော့ဦးမြေသူကဝေးလေးချပြစ်တယ်ဝေးထိန်ပြစ်တယ်အဝေးချရင်းနဲ့ဟိုဟိုကျမ်းမာအောင်ပေါ့နော်အဲ့လိုမျိုးနေဖြစ်ပါတယ်ရှင်ဟုတ် ပေါင်40ကျော်50နီးပါးတော့ကြာသွားတယ်ဟုတ်ထပ်ပြီးချဖို့အဆင်ရှိသေးလားအမ်အသက်တခုမှကြာတော့လေမြို့သူကပေါင်ရှင်120လောက်ကမြို့သူနေရတော့အနေတော်ပဲပေါ့နော်ဟိုအသက်ကလည်း36ဆိုတဲ့ခါကြာတော့အဲ့ထက်တော့ဟိုအရန်ချချလိုက်တဲ့ခါကြာရင်ကိုခံအားနေတာပဲဖြစ်မှာဆိုတော့လေဒီတိုင်းပဲထိမှုပဲစဉ်းစားနေရပါဟုတ်လုံကြီးဝဲချချင်လို့တော့ပေါ့ဒီဖိုင်လေးကိုပဲတည်တဲ့ဆိုတော့အခုထုံသေးလေးလေးနေရပြောရရှင်စီလေးထုံပါဘာလေးဒီကြာ အရင်တော့အထက်ဆိုင်တော့ကိုကိုကိုလည်းနည်းနည်းလူကြီးပူဆန်လာတယ်လို့ထင်ထင်တယ်။ဒါစီပေါ်ရုပ်အဆောင်နေတဲ့မိမတယောက်ကြောင်တော့ပါမှထင်တယ်နော်။อืมအဲ့အလိုမျိုးလဲပါလိမ့်မယ်အရင်တော့ကြတော့လေဟိုနည်းနည်းကိုကဆုံးဖြတ်ချက်ဆွေလဲမြန်တယ်တခုပြောလိုက်ရင်လဲမြန်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့စီပွားရေးလုပ်တဲ့အခါမျိုးမှာစကားတခွန်းအလွယ်ထွက်လို့မရဘူးအဲနောက်တခုကကိုကအဲ့လိုခေါင်းဆောင်နေရာမှာရောက်နေပြီဆိုတဲ့အချိန်မှာကိုစကားကိုလဲလွတ်စပယ်ပြောလို့မရအောင်ကိုပြောလိုက်တဲ့စကားတွေကိုကလေးတွေကအစပေါ့နော်နားထောင်ချင်အောင်နားခံလွယ်အောင်ကိုဘယ်လိုမျိုး းပြောရမလဲပေါ့အဲ့တော့ဟိုခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမှဆိုတော့လေကိုကမိဘနေရာမှာနေနေဆိုရင်မိဘကောင်းပြီးတော့မှပြောတော့မှလဲသူတို့ကနားဝင်မှာဆိုတော့အဲ့ဒီဟာတွေအကုန်လုံးအကိုထိန်းချောင်းသွားတယ်ထင်ပါတယ်ပြီးတော့ဘေးနာအကိုပေါ့အကိုကလည်းအများကြီးသိပြီပါဟုတ်အဲမြတ်သူကိုတရုတ်ဆောင်အနေနဲ့တိခဲ့ကြရတဲ့သူရှိတယ်လို့မျိုးအ9နှစ်6နှစ်လောက်ကြာပြီဇလန်နေရမထွက်တဲ့မထွက်တဲ့ခါကျတော့မတိတော့တဲ့သူလည်းရှိပါတယ်အဲ့တော့ပြန်လာမဲ့ဇလန်တွဲလေးကြာရင်တော့အစ်တတယောက်အနေနဲ့ပဲကြီးစုပေးပါဝေဖန်ပေးပါပြီးရလို့ရှိရင်နောက် ထပ်ပြီးတော့မှအလုပ်မဲ့အနုပညာလှူရှာမှုတွေရှိလာရင်လည်းအားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးပါ